အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစေဒီနေ့ကနေပြီးတော့ကျွန်တော်တို့စုံမောင်းအောင်တောင်းပေးလိုက်ပါတယ်ဒီနေ့မှတော့ကျွန်တော်တို့လက်ရှိဒါပြည်သက်တွေရဲ့ဒါကျွန်တော်တို့အခုလက်ရှိမှာ အမြင်နေနဲ့အတူတူကျွန်တော် Arsenal ရဲ့ transfer news နဲ့တကတော့တပါးတဲ့တင်ဆက်ပေးခြင်းနဲ့ပေါ့နော်အဲ့တော့လက်ရှိမှာဒါ Arsenal ပြည်သက်တွေနေတာမနေ့ကအေးပေါ့အခုလက်ရှိဒါကျွန်တော်ဒီနေ့မနက်ပဲပေါ့နော်မနေ့ကတော့ပြောလို့မရဒီနေ့မနက်ပိုင်းမှာကန်သွားခဲ့တဲ့ Arsenal ပွဲစဉ်အပြီးမှာ Arsenal ပြည်သက်တွေနေနဲ့အခုလက်ရှိမှာ Martin Odegaard ကိုဒါကျွန်တော်တို့လာမယ့်နေရာဒီမှာသူ့နေရာအတွက်ဒါကျွန်တော်ရေရှည် replacement ဒါမှမဟုတ်ဒါ Odegaard ကပိုကောင်းတဲ့နောက်တစ်ဆင့်မြင့်မဲ့ကစားသမားမျိုးကိုပြည်သက်တွေကပိုလိုချင်တယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့တယ် ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်စိတ်ဝင်စားစွာနဲ့အခုလက်ရှိမှာ Arsenal တင်းနေတဲ့ Odin ကရဲ့နောက်မှာအခုလက်ရှိမှာပြဿနာကပေါ့နော်ဒါလက်ရှိ reality တကယ် harsh reality တခုကပါလဲဆိုတော့ Odin ကနေရာမှာဒါလက်ရှိမှာအစားထိုးဖို့အတွက်မပြောနဲ့အရန်လူစင်းတော်လက်ရှိမှာ Arsenal တင်းမှာမရှိဘူးဒါမနေ့ကဒါကျွန်တော်တို့ Odin ကကိုဒါကျွန်တော်နောက်ဆုံး minute ကြီးဆော့ပြီးမှဒါ Ethan Wanderer ကိုထည့်သွားတယ်ကျွန်တော်ပြိတ္တနေဒီနေရာကိုတော်တော်လေးပောက်ကွဲခဲ့တယ် Adidas ကိုဒါပေမဲ့ဒီနေရာမှာဒါပြဿနာက Ethan Wanderer ကိုတိုင်ကလည်းဝင်းကစားသမားတစ်ယောက်ဖြစ်တယ်ကျွန်တော်တို့က ဟိုအနေမှာ ordering ကနေမှာမဆော့လို့မရအောင်ဆော့လို့ရရတယ်ဒါပေမဲ့ ordering ကရတာကျွန်တော်တို့ AM ဆိုရဲ့နေရာကဒါ ethan one ray ရဲ့နာငကူပင်ရင်းပုံစံမျိုးမဟုတ်တဲ့အတွက်ကြောင့်မို့လားသူတို့အနေနဲ့ပြည်သက်တွေအနေနဲ့ ordering ကနေရာမှာအကယ်ကုနာပေါ့လက်ရှိပါအတင်းတင်းမှာဆိုပြဒါကျွန်တော် AM ဆိုအရန် AM ပုံစံမျိုးလူတိုင်းလူလူရှိကြတယ်ဒါပေမဲ့လက်ရှိအနေအထားမှာအာဆိုတဲ့မှာဒီလိုပုံစံမျိုးမရှိတဲ့အချိန်မှာတော့မှာအိုဒင်ကတ်အနေနဲ့လက်ရှိခြေစွမ်းရအားနေတဲ့အချိန်မှာဘသူကသူ့ကိုအစားထိုးမလဲဆိုတဲ့မိโกမျိုးကိုမေးတဲ့အချိန်မှာအာဆနယ်မှာအပြေရှိမနေဘူး။ဒီရကတော်တော်လေးကဒါအပြေရတော်တော် ်လေးကိုအားနေတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ကျွန်တော်အာစနိုအသင်းနဲ့ဒီနေ့ပွဲစဉ်မှာပေါ့နော်ဒါကျွန်တော်ပြောဖို့လိုတာကအာစနိုပရိသတ်တွေနေတောမတ်စ်ပါတီက crucial ဖြစ်လို့နေကြောင်းပေါ့တောမတ်စ်ပါတီရဲ့အစာချုပ်ကိုမြင်မြန်ဆက်ဆန်လှုပ်ပေးဖို့အတွက်ပရိသတ်တွေကပူပူပြီးတိုက်တွန်းလာ။အဲ့တော့အာစနိုအသင်းနဲ့ PSG ပွဲစဉ်ပြီးမှာအာစနိုအသင်းပရိသတ်တွေလူချင်းမှုတွေနဲ့တူတာကျွန်တော်တနေ့လေးကျွန်တော် highlight ပြမယ်ပေါ့နော်။အဲ့တော့အဓိကဒီညမှာ Manchester City အသင်းနဲ့ရှင်ပြိုင်ရမယ်တဲ့ကျွန်တော်တို့ကွင်းလေကစားသမားအာ Martin Zubimendi ဆိုတဲ့အကွက်တွေလည်းရှိတယ်အခုလက်ရှိဒါ Manchester City ကသူတို့နဲ့ Nico Gonzalez ကိုရသွားပြီးမြန်အခုလက်ရှိမှာ Zubimendi ကိုဒရိတ်ဝင်စားနေစေဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေခဲ့ဒါပါအဲ့ဒါပြီးမှ AC ပြင်မှာအခုလက်ရှိမှာကျွန်တော်ကြားရတဲ့သတင်းတွေကလက်ရှိမှာ Odin Gaye ရဲ့ replacement ပြီးတော့ Odin Gaye ရဲ့အရန်ပုံစံပြီးမှပြင်မှာဘာလို့ရှိမလဲအခုလက်ရှိ Colin Hala တွေအရာလက်ရှိမှာတက်နေတဲ့သတင်းကတစ်ခုပဲရှိတယ်အဲ့ဒါက Odin Gaye ကိုအစားထိုးဖို့ဆိုရတဲ့ Odin Gaye ကိုနောက်ကနေအကူအညီပေးဖို့အတွက်ဒါ အာစနိုသစ်နေတဲ့ကျွန်တော်ရီယယ်မက်ဒရစ်ရဲ့ကွင်းလေကစားသမားလေးဖြစ်တဲ့လက်ရှိကျွန်တော်တို့ဒါကောလာဟာလာဒီအရာလည်းရေးသားထားခဲ့တဲ့အဲ့ကစားသမားဘယ်လိုလဲဆိုတော့အာဒါဂူလာပဲလက်ရှိမှာဒါကျွန်တော်တို့ရီယယ်မက်ဒရစ်ရဲ့အသင်းမှာဒါကျွန်တော်တို့ အမ်နေရာတနေရာရဖို့တော့ရုံးကန်နေရတယ်တူတကီသင်းတဲ့လူလက်ရှိမှာခြေစွမ်းပြနေပြီးတော့တကယ်ကို potential ရပြောစင်တာ Martin Odin က2.0ပဲဒါ Aragula ကျွန်တော်မျက်စိမှာ Martin Odin က2.0ပဲ Aragula နဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ Real Madrid မှာနေရာရဖို့တော့ခက်ခဲနေတယ်တကယ်ကိုဒါကျွန်တော်တို့ဟို child prodigy ဖြစ်တယ်ပေါ့နော်ဒါမမေက Odin က Real Madrid ကိုရောက်တဲ့ချိန်မှာလည်းလူတိုင်းက Odin က Real Madrid မှာအကောင်းဆုံးကစားသူကိုယ်လည်းကစားမှာဖြစ်သွားနိုင်တယ်ဆိုအကုန်အထင်ကြီးပြီးခဲ့တယ် Aragula ဒီတိုင်းမှာဒါပေမဲ့လက်ရှိမှာ Carlo Ancelotti နဲ့ Aragula ကိုနေရာအဲ့လောက်မပြီးတဲ့ပြင်ကူဒါ minute ပို့ထွက်ခွင့်လည်းနည်းတယ် Aragula ူလာနဲ့ခုလက်ရှိမှာနီးပြတ်အစ်ပေါ်မူတီဗီသူ့ရဲ့အနာဂတ်ကိုဆုံးဖြတ်သွားမှာမှန်ပေမဲ့လက်ရှိမှာအာစနယ်တင်းနေတဲ့အာဒါဂူလာကိုစိတ်ဝင်စားနေတယ်အာဒါဂူလာအနေနဲ့လက်ရှိမှာဒါကျွန်တော်တို့အဲ ိုဒင်ကတ်ရဲ့နောက်မှာပေါ့နော်ဒါကျွန်တော်အရင်ပုံစံမျိုးပဲကစားကစားအိုဒင်ကတ်ကိုတော့ကျွန်တော်နောက်ပိုင်းရေရှည်ရတာကျွန်တော် replace လုပ်နိုင်သွားဖို့ဒါလုတ်သွားနိုင်မှုအတွက် Arsenal အသင်းအနေနဲ့အာရာဂူလာကိုစိတ်ဝင်စားလိုက်တယ်ဒါကောလန်ဟာလာတွေရအခုလက်ရှိမှာဒါကျွန်တော် Arsenal အသင်းအနေနဲ့တရားသည်အငားနဲ့လာမယ့်နေရာဒီမှာခေါ်ယူဖို့ပြင်ဆင်ပြီးတော့ကြိုက်နဲ့တက်တယ်ဆိုရင်တော့ကျွန်တော်တို့ဒါသတင်းတွေရဆိုရင်တော့ Euro တန်း35တန်းနဲ့တန်း40ကြားနဲ့ဒါအာရာဂူလာကိုခေါ်ယူသွားနိုင်မယ်ဆိုတဲ့ပုံစံမျိုးကိုလာမယ့်နေရာဒီမှာလုပ်ဖို့ရှိအဲ့တော့ Arsenal ပြည်သက်တွေအခုလက်ရှိမှာအိုဒင်ကတ်ကိုဒါကျွန်တော်ဒီလိုမျိုးပွဲကြီးတွေမှာဆိုစိတ်ပြတ်မှုတွေကတဖြည်းဖြည်းများလာတဲ့အတွက်ကြောင့်မို့အာရာဂူလာ ာကအဖြေတခုဖြစ်လာနိုင်မှာကျွန်တော်မေးမယ်ဆိုတော့မလွယ်လောက်ဘူးပြအာဒါဂူလာနဲ့လက်ရှိမှာ Premier League intensity မှာ survive လုပ်လို့တော်တော်လေးကိုခက်ခဲနိုင်တယ်ဒါပေမဲ့လက်ရှိမှာ Arsenal တင်းနဲ့တကယ်ကိုဒါမြင့်တင်မြင့်တင်ထွက်နေတဲ့တရင်တပုတ်ကလက်ရှိတန်းစင်သွားခဲ့တဲ့ Leicester City နဲ့ဒါကျွန်တော်တို့ El Clasico C ဆိုတဲ့ chart date ကိုတည်းစိတ်ဝင်စားနေတယ်သူနဲ့ခုလက်ရှိမှာအသက်20ရွယ်သားရှိပြီသူက Moroccan နိုင်ငံသားပေါ့နော်ဒါလက်ရှိမှာသူကကွင်းလယ်နေရာမှာ CM နဲ့ဆော်လို့ရတယ် AM နဲ့ဆော်လို့ရတယ်နှစ်နေရာသုံးနေရာလောက်ဆော်လို့ရကစားသမားတယောက်ဖြစ်နေအဲ့တော့အာဒါဂူလာကလက်ရှိမှာဒါ Arsenal တင်းစိတ်ဝင်စားဆိုတော့နည်းနည်း top hot topic တစ်ခုဖြစ်တော့ တိပြီးသားဖြစ်လိမ့်မယ်ဒါပေမဲ့အယ်ကလီယာနာစီကိုတော့အာဆနယ်သိနေတာ ပေါ်ချောင်ကောင်းပေါ့နော်တန်းဆင်းသွားတဲ့အတင်းစီကနေနှိုက်လို့ရလောက်မယ်သူတို့နေစိတ်ဝင်စားတယ်အခုလက်ရှိမှာလက်စတက်စီကခေါ်ယူဖို့အတွက်ပေါင်15တန်းလောက်နဲ့ဒီကစားသမားကိုခေါ်ယူနိုင်မယ်လို့စီစဉ်ထားတယ်ဒါပေမဲ့ Odin Gag ကိုတိုက်ရိုက်ကြီး own time replacement လုပ်ဖို့အတွက် Arsenal မှာအစီအစဉ်မရှိဘူးလို့ Arsenal သင်းနဲ့ Odin Gag ကိုလည်းအချိန်ပေးဖို့အတွက်အစီအစဉ်ရှိသေးတယ်လို့ကြားသိရတယ်မှာပါတယ် At least Arsenal ပြည်သက်တွေက Odin Gag ကိုအစားထိုးတာတည်းဆိုရင် Odin Gag ကို captain ဖြစ်ဖို့အတွက်ဆိုင်တခြားသောကစားသမားတယောက်ကအသင်းမှာ captain ပို့ဖြစ်တဲ့နယ်ဆိုပြီးပြောနေတာပုံများလိမ့်မယ်လို့မြင်တယ်ပေါ့နော်အဲ့တော့အဓိကနောက်တစ်ခုပြောရမယ်ဆိုရင်လက်ရှိမှာပါတီကိစ္စ သောမက်စ်ပါတီမပါတဲ့ PSG နဲ့ပွဲစဉ်မှာကွင်းလယ်ပိုင်းကတည်တာလိုအပ်ချက်တွေပါသွားခဲ့တယ်။ဒီသောမက်စ်ပါတီမရှိတဲ့ဥစ္စာကဒါကျွန်တော်ကွင်းလယ်ပိုင်းမှာတပတ်ကဒါကျွန်တော်တို့ဂျာဝနီဖင်ဒင်ညာဒါကျွန်တော်တို့ဖေဘီယန်ရူးဆိုနဲ့ရှင်တဲ့အချိန်မှာတော်တော်လေးကိုတည်တည်တာအားနေသွားတဲ့အချိန်မှာရှိတယ်။ပိုဆိုးတာက တော်မက်စ်ပါတီမပါတဲ့အချိန်မှာဒါကြောင့် Declan Rice ကိုတိုင်းမှာအားနေသွားတဲ့အတွက်ကြောင့်မလို့ဒါပရိသတ်တွေနေနဲ့လာမယ့်ညဒီမှာတော်မက်စ်ပါတီကိုဘလူချင်းနေပြီးပဲရှိရှိအသင်းကနေပြီးတော့တရားဝင်စာချုပ်တက်တန်းတူဖို့အတွက်တောင်းဆိုထားခဲ့တာကိုတွေ့ရမယ်ပရိသတ်တွေနေနဲ့ပေါ့နော်အဲ့တော့မင်းကလာ PSG နဲ့ပွဲစဉ်ပြီးသွားချိန်မှာပရိသတ်တွေနေနဲ့ဒါဇူဘီမန်ဒီတို့ပါတို့ဆိုရောက်ပါတကန်တကန်တော့ဒါပေမဲ့တော်မက်စ်ပါတီကိုအသင်းမှာစာချုပ်တက်တန်းတူသွားဖို့အတွက်ပရိသတ်တွေနေအကြီးကျယ်တောင်းဆိုမှုတွေများလာခဲ့တယ်။မြန်မြန်လေးလေးလှုပ်ဖို့ဒါခုနကပေါ့တော်မက်စ်ပါတီနေအခုလက်ရှိမှာ အာဆနယ်ဘက်ကလည်းနည်းနည်းလေးဒီညမှာကလိထားတာရှိတယ်။တောမက်စ်ပါတီးရဲ့ဒါကျွန်တော်တို့အဲစာချုပ်အချီနီကဘယ်လိုရှိလဲဆိုတော့အာဆိုတင်ဘက်ကအခုလက်ရှိမှာ 1+1 ကန်လှမ်းမှုရှိတယ်။ဒါပေမဲ့တောမက်စ်ပါတီလက်ရှိရနေတဲ့လာဇာတက်ဆိုင်ဒါကျွန်တော်တို့ပို့ပြီးတော့ short ယူရမယ့်အနေထားမှာရှိတယ်။တောမက်စ်ပါတီကဒါကြီးကိုလက်ခံမှမလား။ဒါပေမဲ့တော့ဒါဆိုတတိယနေရာတောမက်စ်ပါတီကိုတိုင်းကလည်းလက်ရှိမှာဒါလန်ဒန်မှာပျော်နေတဲ့အတွက်ကြောင့်မို့သူနဲ့အသင်းပြောင်းမှုတိတ်ပြီးအဆီဇင်မရှိတဲ့အတွက်ကြောင့်မို့တောမက်စ်ပါတီနဲ့ဒါဟိုဗာလေစာချုပ်ဦးရတာကျွန်တော်တို့တက်တန်း အရင်လည်းမရှိတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့လက်ခံသွားဖို့ရတယ်မဲ့လာဇာအရာအများကြီးစဉ်းစားသွားဖို့ရှိတယ်လာဇာအရာအခုလက်ရှိမှာအာဆနယ်ဘက်ကဘလောက်ထိ short ပေးဖို့အစီအစဉ်ရှိတယ်သူနေတဲ့ချက်တော့ရှိနေတယ်ဒါပေမဲ့သူနေအာဆနယ်ဘက်ကပေးတဲ့ဈေးကိုမကြိုက်ဘူးဆိုရင်သူနေတဲ့တခြားသော club တွေကိုပြောင်းသွားဖို့အစီအစဉ်ရှိနေသေးဖြစ်တယ်အခုလက်ရှိချိန်ဒီ David Austin ပြောဖို့အရာဆိုရင်တော့ဒါကျွန်တော်တို့ Thomas Partey ကို Saudi Arabia club တွေကအလွန်ကျူးစိတ်ဝင်စားနေတာဖြစ်ပြီးတော့ Thomas Partey ကအခုလက်ရှိမှာ Arsenal တင်းနဲ့ဒီနှစ်မှာစာချုပ်တက်တန်းမတူးဖြစ်ခဲ့ဘူးဆိုရင်လာမယ့်နှစ်မှာ Saudi club ကိုပြောင်းဖို့အတွက်တေချာတော့ရှိသွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတယ်တချို့သော လာတွေမှာ LED hat အနေနဲ့လက်ရှိမှာ Thomas Party ကိုကွင်းလယ်ပိုင်းမှာတော်တော်လေးကိုစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေကတောင်းတောင်းဖျားဖျားတက်နေတော့တွေ့ရမှာအဲ့တော့လက်ရှိမှာ Arsenal ပြည်သက်နဲ့ Zubimendi ကိုခေါ်ရမှာခေါ်ရတဲ့ကြောင်း Thomas Party ကိုအသင်းမှာမြန်မြန်စာချုပ်တက်တန်းတူဖို့အတွက် ပြိသက်တွေတောင်းဆိုမှုတွေရှိလာခဲ့တယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ Arsenal ပြိသက်တွေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Tyson Musasin နဲ့ left wing ကစားသမားကိုလာမယ့်ညရဲ့မဖြစ်မနေခေါ်ယူရမှာဖြစ်ပြီးတော့အရင်လိုကျွန်တော်အင်းညောင်အင်းညောင်မလုပ်နိုင်ဘူးအတွက်ပြိသက်တွေကတဖြည်းဖြည်းတောင်းဆိုလာခဲ့ပြီးအထူးပြင်းညမှာ Tyson မှုကိစ္စကိုကျွန်တော်အထူးသဖြင့်ပြောတော့ Arsenal သင်းကလာမယ့်ညရဲ့ဒီမှာ Tyson မှုခေါ်ဖို့အတွက်တေချာတလောက်ရှိတယ်။ဒါကြောင့်အထူးလည်းမပြောတော့ဒါပေမဲ့လက်ရှိလာမယ့်ညရဲ့ဒီမှာ Arsenal ပြိသက်တွေနဲ့ left wing နေရာမှာ Martinelli ထက်ပိုပြီးတော့ တီဂျာနိုင်မဲ့ကစားသမားတယောက်ကိုအာစနိုပြိသက်တွေကလိုချင်တယ်။ဒါ PSG နဲ့ပွဲစဉ်ပြီးမှတော့မာတင်နယ်လီအနေနဲ့ဒါ M Product မှာအမြင်နဲ့လူအားနေနေတာမှရှိတယ်။ဒါကျွန်တော်တို့ပြိသက်တွေအခုလက်ရှိမှာအာစနိုပြိသက်တွေပြောလို့ပဲနော်။ဒါကျွန်တော်ပက်ဒရိုနဲ့တူအလာဟန်ဒိုဂါနာချိုဒါကျွန်တော်တို့မာတင်ကလေးဆိုသုံးယောက်ကအတူတူပဲစပီမာချက်နေပေါ့နော်။သူတို့နေတာစပီမာချက်ဒါမနေ့ကတော့ကျွန်တော်ဟွာလာပြောသေးတယ်ဘယ်သူ။အာအဲဒီလာပြောသေးတယ်။ ဒီကစားသမားတွေ့ရခက်စမယ်မြန်တယ်စောက်ရမ်းမြန်တယ်ဒါပေမဲ့ခုနကပြောဒီနေရာမှာတို့အနေနဲ့ end product မရှိဘူးဘောနော်ဒါကျွန်တော်တို့လာရဲ့ရှိမှာအဆုံးသက်မတည်ကြဘူးဆိုပြောလို့ရတယ်တမပေါ့အဲ့တော့လက်ရှိမှာမာတင်နယ်လီကဒီပြဿနာပဲအရင်တော့ကမာတင်နယ်လီတော်တော်လေးကိုကွဲပြားလာအမာတင်နယ်လီ speed ကမနေ့ကဘောစင်မှာဒါသူ့နဲ့အပိုင်လုံးကြီးရတယ်ဒါပေမဲ့လုံးဝဒီအပိုင်လုံးတွေကိုအသုံးမချတာဒါဟာအာမာတင်နယ်လီရဲ့ပထမအချိန်မို့တော့တောက်လျှောက်ဒီလိုပုံစံဖြစ်လာခဲ့ပြီးအာဆနယ်ပြည်သက်တွေနဲ့လာမယ့်နေရာဒီမှာဒီ left wing နေရာမှာတေးတေးချာချာစာကာလူနီနီအာကူလို့ရမယ်ဒါကျွန်တော်တို့ဂိုးသွင်းတည်ကြနိုင်တဲ့တောင်ပန်ကစားသမားတယောက်အာဆနယ် ပရိသတ်တွေလိုချင်လာတယ်။မာတင်နယ်လီကိုရောင်းမယ်ဆိုလည်းအခုလက်ရှိမှာတချို့သောအာဆင်နယ်ပရိသတ်တွေနဲ့စိတ်ဆိုးမှာမဟုတ်ဘဲနဲ့မာတင်နယ်လီထက်ပိုပြီးတော့ upgrade မြင့်နိုင်တဲ့တောင်မန်ကစားသမားတစ်ယောက်ကိုအာဆင်နယ်ပရိသတ်တွေကတော့လာမယ့်နွေရာသီမှာအလိုရှိနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေခဲ့တယ်လို့ပဲပြောလို့ရမယ်တဲ့မှာပါပါတယ်အဲ့တော့လက်ရှိမှာအာစတောသစ်နဲ့လာမယ့်နေရာဒီမှာတော့ဒါကျွန်တော်တို့တကယ်ကိုပြိသက်တွေလူချင်းတဲ့ကစားသမားတွေလုပေးသွားမှာလုပေးသွားတချို့တော့ဆောင်ကြရမယ်ဒါကလက်ရှိအခြေအနေဖြစ်ပါတယ်ဒါတော့ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါင်းအကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖူးမမေ့ကြပါနဲ့ဘုရားအောက်က comment တွေထဲမှာလည်း YouTube Media 3.0ဆိုနဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြကျွန်တော်မှာဆိုအကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရမြန်မာပြည်လက်ကလစ်ဖူးမမေ့ကြပါနဲ့ဟု အောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ db4e တွေလင့်လေးတွေကိုထည့်ပေးထားခြင်းမကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရမြန်မာလက်ကလပ်ဖို့မမေ့ကြပါနဲ့မြန်မာကလပ်မှာမြန်မာနိုင်ငံမှာဖြစ်ပါတယ်အားလုံးမကြုံဒီမှာကျွန်တော်တို့နောက်မှ a စစ်စစ်ဒါကျွန်တော်တို့တွေ့ကြတာပေါ့ဒေးပါဗျာ